င်္ဂလာပါမိတ်ဆွေဒီနေ့24ရက်နေ့ဇွန်လပေါ့နော်2025ခုနှစ်ဖရာသခင်ဂျေဇူးပူဆောင်ခြင်းကြောင့်မိတ်ဆွေနဲ့ကျွန်တော် online ကနေပြန်တွေ့ခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဂျေဇူးတင်ပါတယ်အထူးတပင်ကျွန်တော်တို့ရန်ကုန်သာသနာကျွန်တော်တို့ဟိုဓမ္မစာပေဌာနပေါ့ဗျာကျွန်တော်ဌာနဆိုတော့အဲ့ဒါကျွန်တော်တက်တက်ဟိုဟာ ခဲဒီဂျီယူလိုက်မယ်ဆိုတော့ဓမ္မစာပေဌာနကနေအထူးကျူဆိုပါကျေးဇူးတင်တယ်လို့မမိတ်ဆွေကလည်းအာအထူးကျွန်တော်အားပေးခြင်းတယ်ဆိုတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီအတန်ကိုကြားတဲ့ဒီဒီရုပ်တန်ကိုကြည်တဲ့သူကတော့ဒီနေ့တော့ဖះเจ้าမှာမရှိတဲ့သူဖြစ်နိုင်ဖို့များပါတယ်တချို့တော့သူတွေကဈေးယုံမှာရှိတဲ့သူရှိရင်ဖြစ်ကောင်းဖြစ်နိုင်တယ်တချို့တော့သူတွေကအเจ้าအမျိုးမျိုးเจ้าဖះเจ้าမှာမရောက်နိုင်ဘဲနဲ့ ဖြစ်တဲ့လူအတွက်ကျွန်တော်အထူးရည်ရွယ်ချက်နဲ့ကျွန်တော်တရားဟောချက်ကိုပြင်ဆင်ထားတာဖြစ်ပါတယ်ဆိုတော့ဟိုးဖရာသခင်ကကောင်းကင်နဲ့မိကြီးကိုဖန်ဆင်းခါစပြီးခါစတကယ်ရနေဒီဥပုံနည်းကိုဖရာသခင်ကောင်းချီးပေးတာကျွန်တော်တို့အတွက်ကျွန်တော်ငြိမ်သက်ခြင်းပျော်ရွှင်မှုရရှိမှုရဖရာသခင်ပြီးထားတာဖြစ်ပါတယ်လူဒီအတွက်ပြီးထားတာတဲ့ခရစ်တော်ဖျားရှင်ကိုယ်တိုင်ကစင်မကိုခန်းချင်းနဲ့အငငယ်၂၈စစ်သေးမှာ ိတိကျကျပြောထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပြောဆိုရင်းတက်ချင်းကူမဲဆွေအခုချိန်မှာခန်းစားရရှိပါစေလို့ကျွန်တော်ပရမောက်ဆုံးနဲ့ကျွန်တော်ဆုတောင်းမေတ္တာပို့တာပါတယ်တခါတလေကျွန်တော်တို့ရဲ့ဘဝမှာကိုဖြစ်ချင်တာနဲ့ဖြစ်လာတာတခြားစီဖြစ်တတ်တယ်။ဟောဟူလူကရန်ကန်ကောင်းလိုက်တာဟူမိသားစုကတကယ်ကောင်းကောင်းကြီးခံစား ဘာလာလို့ကျွန်တော်တို့ပြောတဲ့သူတွေကိုကျွန်တော်ကြည့်တဲ့အခါကျတော့တို့ဖြစ်ချင်တာနဲ့ဖြစ်လာတာနဲ့တထက်တည်းမကြတိတိုင်အောင်အရန်နေဆက်တာအဲ့လိုဒီအတွက်တော့ပျော်စွန်းစရာပေါ့ဒါမဲ့ကျွန်တော်တို့ဖြစ်ချင်တာကတမျိုးလက်ရှိကြုံနေရတာကတမျိုးအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့လူကမပျော်စွန်းရတော့ဘူးလားဘုရားသခင် ဂျေဇုတော်ကိုကျွန်တော်မချီးမွမ်းနိုင်တော့ဘူးလားဆိုတဲ့ဟာကိုကျွန်တော်အားပေးချင်တာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်အားပေးချင်ပါတယ်ဘုရားသခင်အင်မတန်မှကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်ပါတယ်ထူးဆန်းနေပြဘုရားသခင်ရဲ့မေတ္တာကိုဘုရားသခင်ကိုတကယ်ရရှိတဲ့သူတွေကလက်ရှိအခြေအနေပေါ်မှာကြည်နတ်တာပျော်စွန်းတာ မဟုတ်ဘဲနဲ့တင်းတင်းရောင်ရဲတာမဟုတ်ဘဲနဲ့ လက်ရှိအခြေအနေနဲ့သူရဲ့ဖြစ်စဉ်ကဘာမှမဆိုင်ရင်လေသူကြည်နဲ့နိုင်တာဆိုတော့အရင်ဆုံးကျွန်တော်ဘုရားသခင်တို့ကပတ်တော်လေးကျွန်တော်တခုကျွန်တော်အားပြီးချင်တယ်ဘုရားသခင်ပြင်ဆင်တော်မူတော့အရာတို့ကလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကျင်စီတီးတော့အရာတွေကိုဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးတယ်ဆိုတာကို ငါပဲတည်တယ်ဆိုပြောကျန်းစာကတည်လင်းပေါ်ပြထားတယ်တစ်ကောခန်းချင်းနဲ့အငယ်ကူးဖြစ်ပါတယ်လက်ရှိချိန်ခါမှာမေဆွေရဲ့ခန်းစားချက်မေဆွေရဲ့ဘဝအခြေအနေကိုကြည်နက်စရာကောင်းချင်မှလည်းကောင်းလိမ့်မယ်ဒါပေမဲ့စိတ်ဓာတ်မကြသည်ပဲနဲ့ဖယားသခင်ကိုဆက်လက်တည်စာစီပြီးတော့ကူးစားကြည့်ပါအောင်မေဆွေကျွန်တော်အားပေးခြင်းတယ် စေပုတ္တပုအာဖြင့်တော်ကိုဥပုံနှင့်အာဖြင့်တော်သူကိုယုံကြည်ခြင်းအာဖြင့်တော်လောကသူကိုကူဆားခြင်းဖြင့်အာတော်ကိုဆုတောင်းခြင်းအာဖြင့်တော်လောကဆက်လက်ပြီးတော့တစ္ဆာရှိစွာနဲ့ဆက်လက်ကူဆားကြည့်ပါဦးမိတ်ဆွေစိတ်တမကြသည်နဲ့လို့ကျွန်တော်အားပေးခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဘာကြောင့်ကျွန်တော်ဒီတရားဟောချက်ပြင်ဆင်လဲဆိုတော့ကျွန်တော်တစ်ခါကျွန်တော် VOA BBC တို့ဂျမိုင်းကာနာမှာဟိုကျွန်တော်နားထောင်ကြည့်တဲ့အခါကျတော့မြန်မာနိုင်ငံဟာတဲ့အကြောင်းမျိုးမျိုးကြောင်းတယ်လူ အယောက်တရာမှာ80နော်အယောက်တရာမှာ80ရာခိုင်နှုန်းလောက်ကစေတတ်ကြယောဂခန်းစားနေရတယ်တဲ့အကြောင်းအမျိုးမျိုးကြောင်းဆိုတော့အဲ့ဒီထဲမှာမိတ်ဆွေနဲ့ကျွန်တော်မတိမတာလေးနဲ့ပါသွားနိုင်တဲ့အတွက်ကြောင်းကြီးစုပြမိတ်ဆွေကျွန်တော်အားပေးခြင်းနဲ့ဒီနေ့ဥပုံနေ့မှာမိတ်ဆွေအကြောင်းအမျိုးမျိုးကြောင့်ဖျားချောင်းမရောက်နိုင်ဘူး အခက်ခဲတစ်ခုခုကြောင့်ဖျားချောင်းမရောက်နိုင်ဘူးကျွန်တော်ငယ်ငယ်တုန်းကဆိုရင်တော့ကျွန်တော်ဖျားချောင်းတက်ဖို့ကျွန်တော်အတွက်အခက်ခဲဆုံးတော့အရာကဘာလဲဆိုတော့အဝတ်စားမရှိတာဝတ်စားမရှိတဲ့ခါကျတော့ကို့မှာရှိတဲ့ဝတ်စားလေးနဲ့ဖျားချောင်းသွားဖို့ရာကို့အအလိုတွင်တင်ငယ်နေတယ်အဲ့ဒီအချိန်ခါမှာကို့တငယ်ချင်းတွေကလာလာပါပါဝတ်စားတွေဝတ်လာပြီးတော့ဖျားချောင်းသွားရင်ပူဆိုးတာပေါ့ကို့ပူ တင်နေတာပေါ့အချောင်းအမျိုးမျိုးချောင်းဖရားချောင်း မရောက်နိုင်တဲ့မိတ်ဆွေတီကျွန်တော်အားပေးချင်ပါတယ်လို့တချို့တော့သူတီကစီးယုံမှာစီးခန်းမှာငါတော့မြုံလင်းချက်မရှိတော့ဘူးလို့ထင်တယ်လို့တချို့လီကောင်မအဲ့လိုမျိုးထင်စရာရှိပါတယ်မိတ်ဆွေကျွန်တော်တခုတေချာပြောလိုက်မယ် ယေရှုခရစ်တော်ထဲမှာမျောလင့်เสียရမရှိတော့ဘူးဆိုတာကိုမရှိဘူးခင်ဗျာကျွန်တော်တို့လူချင်းတဲ့အတိုင်းဖရာသခင်ကွက်တိပေးချင်မှပဲပေးချင်မှပေးလိမ့်မယ်ဒါပေမဲ့ဖရာသခင်ကိုယုံကြည်ကူးစားပြီးတော့ဖရာသခင်ကိုချစ်ခင်ဆိုဖရာသခင်ကိုဖက်တွယ်မယ်ဆိုခဲ့လို့ရှိရင်ဖရာသခင်တခုခုကိုမေ့စေကိုစကားပြောမှာကြီးနန်းတမို့တခုခုကိုပေးမှာ ဘုရားသခင်အလကားကျွန်တော်စိတ်ဓာတ်ကြောက်အောင်ထားချင်တာမဟုတ်ဘူးဒီလောကမှာကျွန်တော်ဘာမှမျောလင့်စရာမရှိဘဲနဲ့စိတ်ဓာတ်ကြောက်အောင်ကျွန်တော်ထားချင်တာမဟုတ်ဘုရားသခင်ကမင်းတို့ကမိဘမဲ့လူမျိုးကထားခဲ့မှာမဟုတ်ဘူးတဲ့ခရစ်တော်ဘုရားရှင်ကမင်းတို့နဲ့အတူငါကက်ကဘာကုန်ဒီတိုင်အောင်ငါတူရှိမယ်ဆိုပြီးတော့ဘုရားသခင်ကကျွန်တော်တို့ကိုပြောထားပါတယ်ကျွန်တော်အားလုံး နားလည်ပြီးသားဖြစ်တဲ့ယောသာလေးရဲ့အသက်တာလေးနဲ့ကျွန်တော်ခွန်အားယူရအောင်ယောသာဆိုတာတော့သူတို့နေကမော်နာမ12ယောက်ထဲမှာသူက17ယောက်မြောက်ဖြစ်ပါတယ်သူနဲ့ဘင်ဇမင်နဲ့ဖအေတူမအေတူဖြစ်ပါတယ်ကျန်တဲ့နေကူ၁၀ယောက်ကြတော့ဖအေတူမအေကွဲဖြစ်ပါမအေကွဲစုပြင်မဲ့လို့အရန်ကွဲတာမဟုတ်သူတို့အမေရိကလည်းမောင်နှမအရင်ပါပဲဒါပေမဲ့ သူ့အကိုဒီကယောသကို။အိုးငငယ်ကလေးကနေမနာလိုဖြစ်နေတယ်။ယောသအတွက်စိတ်တကြဆရာအကောင်းဆုံးပြီးတဲ့သူကဘသူလဲဆိုသူ့အကိုဒီဖြစ်တယ်။ဟိုကသူ့အကိုဒီအမေအရင်မတူရင်တောင်မှဒီအကိုဒီနဲ့ထက်ပူရင်းနေတဲ့မိဆွေလောကမှာမရှိဘူးကွာ။သူ့အတွက်ဆွေမျိုးမိဆွေမျိုးသူ့အတွက်ဆွေမျိုး ဒီအကူဒီနဲ့ထက်ပူရင်နေတဲ့ဆွေမျိုးတို့မှာမရှိဘူး။ဒါမဲ့သူ့ကိုအမဲရန်ဒုက္ခခက်ခဲပြဿနာပြေးတာကသူ့အကူဒီဖြစ်ပါတယ်။သူ့ကိုသူ့အပေါ်မှာအမဲရန်မနာလိုတာကသူ့အကူဒီဖြစ်ပါတယ်။လောကမှာတခါတလေကျွန်တော်တို့ကကုကုမုံတော်သူဒီကိုမတိတဲ့သူဒီရဲ့အာမနာလိုချင်းကိုမတိဘူးတော့သူဒီရဲ့အာဘယ်လိုပြောတော့ကျိုးကူ ကိုအကျိုးကိုဖျက်ဆီးဒါကခံရတာတက်တာပါတယ်ခံရအခက်ဆုံးကဘသူဒီလဲဆိုတော့ကိုအားကိုရတဲ့သူတွေကကိုကိုနားလည်မှုလွဲတဲ့ဟာကိုကိုအချစ်ဆုံးဖြစ်မဲ့သူကကိုကိုမနာလို့ဖြစ်သွားတဲ့ဟာကြအဲ့ဒါတော်တော်လေးခံရခက်တာယောသကအဲ့ဒါကြီးကြီးလေးကန်စားတာဖြစ်ပါတယ် ဒါပေမဲ့ယောသကတော့ဖျားသခင်ကသူငငယ်ကလေးကနေအိမ်မက်ယူပါယုံလှလှလေးကိုပေးတာဖြစ်ပါတယ်။ယောသကိုပဲပေးတာမဟုတ်ဘူးမိတ်ဆွေဒီနေ့ကျွန်တော်အားလုံးကိုလည်းဖျားသခင်ပေးတာဖြစ်ပါတယ်။ကျွန်တော်အိမ်မက်ယူပါယုံကျွန်တော်ခံစားရမယ့်ကောင်းချီးမင်္ဂလာကလည်းတူချင်မှလည်းတူလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အယောက်စီတိုင်းကိုလည်းမိတ်ဆွေနဲ့ကျွန်တော်ကိုလည်းဖျားသခင်ကပြတ်မထားဘူး။ကျွန်တော်တို့အတွက်ဖျားသခင်အကြံစီရှိတယ်။ခရစ်တော်ဖျားရှင်ကပါပြောလဲ။ စာကလေးတောင်မှငါအလကားမထားဘူးအလကားတက်စင်ခိုင်းတာမဟုတ်ဘူးတဲ့ဖရာတရားပြောတာဒီကောင်းကင်မှာသွားနေတဲ့စာရဲ့အော်ပဲအော်တက်တဲ့စာကလေးတောင်မှဖရာတကင်ကရွေချက်စစ်စစ်နဲ့တက်စင်ခွင့်ပေးတယ်ဆိုကြလို့စီမိတ်ဆွေဒီနဲ့တက်စင်ရတာဖရာတကင်ကတခုခုကိုမိတ်ဆွေစီကနေမျောလင့်တာဖြစ်ပါတယ်ပြောမယ်ဆိုတော့ မိတ်ဆွေကိုကယ်တင်ခြင်းရရှိဘူးပြောမယ်ဆိုတော့မိတ်ဆွေကိုစိတ်ချမ်းသာခွင့်ဘုရားသခင်ကရရှိစေဖို့ဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့ခုနကျွန်တော်ပြောသွားအခုလက်ရှိအချိန်ဒီမှာကျွန်တော်ပြောတာကတော့ဟာဒီတရားဟောဆရာတဲ့ဒီလိုပဲပြောတာအားပေးတာပဲဒါပေမဲ့တကယ်တကယ်ကျောလက်တွေ့နဲ့ဟာကြတော့မလွယ်ဘူးဟုတ်တယ်မှန်ပါတယ်မှန်ပါတယ်မိတ်ဆွေကျွန်တော်တို့လောကမှာတော့အာခက်တော့ခက်တယ်ကျွန်တော်တို့ အာလူချင်တာနဲ့ဖြစ်လာတာကကျွန်တော်တို့တထက်ထဲကြတဲ့အခါကျမှကျွန်တော်လူတွေကပြောဆိုမယ်ဆိုကြလို့ရှင်ကျွန်တော်ပြောချင်ပါတယ်လောကမှာဘယ်လိုသားကမှပြောဆိုမှာမဟုတ်ပါဘူးလို့ဘယ်လိုသားကမှပြောဆိုမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဖြစ်ချင်တာနဲ့ဖြစ်လာတာနဲ့တထက်ထဲကြတာဖြစ်ချင်တာတမျိုးဖြစ်လာတာကတလွဲပုံစံလိုမျိုးဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တို့အတွက်စိတ်ပြက်စရာမရှိဘူးဆိုတာဒီနေ့ကျွန်တော်အားပေးချင်တာဖြစ်ပါတယ်ဆိုတော့ယောသားလေးက သူသူအကူဒီကဘယ်လောက်ထိသူ့ကိုမုန်းတယ်လဲဆိုတော့သူကတော့သူ့အကူဒီကိုချစ်ရှိရပါတယ်သူ့အဖေစကားနာထောင်ရုံတက်တက်မဟုတ်ပါဘူးသူကသူ့အကူဒီစားဖို့ရန်ရိတ်ခါဒီကိုစပစ်ချောက်ဒီပါဒီမုတ်ဒီပါဒီယူသွားပြော့သူ့အကူဒီကိုတတောင်ထွက်တတောင်ဝင်ပြော့အဲ သွားလိုက်ရှာနေတယ်တနေ့တနေ့မှာပဲသူကသွားပြီးတော့သွားပို့တာမို့လိုက်ရှာမတွေ့မချင်းလိုက်ရှာနေတယ်သူကကိုရီကိုသူတွေ့တဲ့ခါကျတော့အယံဝန်တာနေတဲ့ချိန်ခါမှာသူကကိုရီကမမင်းတို့ကြည့်ဟုတ်ကောအေးမစရာဒီကောအေးမကတော့ငါတို့အဖေလည်းအေးမအနေနဲ့ပေါ်ပြပါတယ်ကွာ မင်းအိမ်မက်ကထဲထူးဆန်းပါလားတဲ့မင်းတို့ငါတို့အားလုံးကမင်းညီကိုမတော်မအားလုံးကမင်းကိုစစ်ခိုးရမှာလားအဲ့လောက်ထိတော့မင်းဘုံတကူကြည့်ရမှာလားကွာဆိုတော့ငါတို့အဖေကပြောတဲ့ကောင်ဒါမဲ့သူ့အိမ်မက်ကိုမင်းပစီဘောဗျာသူ့အိမ်မက်ကိုဘယ်လိုပြီးဆုံးလဲကြည်ကြသေးတာဘောဆိုပြီးတော့သူပါလာတဲ့သူ့ရိတ်ခါကိုသူ့အကူကြီးကအာရပါရစားပြီးတော့အဲ့ဒီရိတ်ခါပို့လာတဲ့သူ့ကိုသူတို့ညီကိုတွင်ထဲမှာချတာ ျွန်တော်တို့ Spirit Prophecy ဝိညာဉ်တော်စာပြီးထဲမှာ Patrick on Prophet စီပူပြင်းများနဲ့ Prophet များဆိုတဲ့စာအုပ်ထဲမှာပတ်တဲ့ခါကျတော့အရန်ကြီးကိုခံဖြစ်နေတယ်။ယောသကူတွင်ထဲမှာချပြီးတော့ဖြစ်နေစတော့ယောသလေးကတော့သူ့ကိုယ်ဒီတောင်းပါတယ်ကိုဘုလိုကြီးရမလို့ပါနဲ့ ဟိုအကူတော့ရဲ့ငီလေဘယ်သူမှမဟုတ်ဘူးလေအကူတော့ကျွန်တော်ကိုအဲ့လောက်ထိမရက်စစ်ပါနဲ့လားဆိုတော့မျက်ရည်မျက်ခွန်းနဲ့ဘလောက်ပဲတောင်းပန်တောင်းပန်သူတမင်းအဲ့ထဲမှာတော့ရှီမွန်တို့ရီယိုဘင်တို့ကတော့ပူဆူးနေတယ်မှာလေဒါပဲဒီနေရာမှာမိတ်ဆွေကျွန်တော်တခုပြောလိုက်မယ်ကပောက်ချင်းကလေးတီချဖတ်ပြန်ဖတ်ကြည့်တာယောသားကြောင့်ယောသားကိုတွင်းထဲကနေပြန်လဲပြီးတော့ ကဲတင်တာမယူတာကဘယ်သူလဲဆိုတော့ယူတာဖြစ်တယ်သူ့ကိုယ်ထဲမှာယူတာဖြစ်ပါတယ်ယူတာဆိုတဲ့သူ့ကိုယ်ရဲ့နာမည်ကိုသူ့အမေကမွေးတုံးကဘာဖြစ်လို့ယူတာဆိုတဲ့နာမည်ကိုမေ့ရတယ်လဲဆိုတော့ငါဖျားသခင်ကိုချီးမွမ်းတော့မယ် တားတွေကိုနှစ်ယောက်သုံးယောက်ဖျက်ဆံပြီးပြီဖြစ်တဲ့ဆိုငါယောက်ျားကငါကိုလုံးဝပြစ်မထားတော့ငါအခုအချိန်မှာတကယ်ငါယောက်ျားကရဲ့အချစ်ကိုငါတကယ်ရဖို့တီချာနေပြီအဲ့တော့ငါကျေးဇူးတင်တယ်ဆိုပြီးတော့ဖျားတဲ့ကိုချီးမွမ်းမဲအဲ့ဒါကြောင့်သူ့နာမည်ကိုငါယူဒာလို့မတ်မဲမဲလိုက်မယ်ဆိုပြီးတော့သူ့အမည်ပြီးတဲ့လေယူဒာဖြစ်ပါပြောချင်တာကကျွန်တော်ဘဝမှာနေကြတဲ့ချိန်မှာကျွန်တော်ခက်ခဲကြုံနေရတဲ့ချိန်ခါမှာကျွန်တော်တို့ဟိုဘီးကျက်နံကျက်ဖြစ်နေတဲ့ချိန်ခါမှာ လက်မကိုင်းနဲ့ချီမကိုင်းနဲ့ဖြစ်နေတဲ့ချိန်ခါမှာကျွန်တော်တို့ကခက်ခဲတွင်တဲ့ကနေလွမြောက်ရှိနေတာကယူရာဖြစ်တဲ့ဖျားတခင်ကိုကြီးစုတင်တယ်ဖျားတခင်ကိုချီးမွမ်းတာဖျားတခင်ကိုကြီးစုတင်ပြီးတော့ဖျားတခင်ဂုံတော့ချီးမွမ်းတာအဲ့ဒါကကျွန်တော်ကိုစိတ်ချမ်းသာခွင့်ပေးမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီနေ့မိတ်ဆွေအာတင်စီတဲ့နေရာကဟိုဟာဘယ်နေရာလဲကျွန်တော်မသိဘူးဒါပေမဲ့အခုချိန်မှာမိတ်ဆွေကတင်စီတဲ့နေရာမှာ စိတ်ထဲမှာပဲဖြစ်ဖြစ်တန်တွက်အဖြစ်ပြစ်တန်ထွက်ပေါ်ပြန်တော့ဖရားသခင်ချီးမွမ်းတခြင်းတစ်ခုခုကိုငေးကြည့်လိုက်ပါဗျာအတန်ထွက်နေပဲဖြစ်အတန်မထွက်ပဲဖရားသခင်ကုံတော်ချီးမွမ်းတခြင်းတစ်ခုခုကိုငေးကြည့်လိုက်ပါဗျာယူပြလိုက်တယ်လို့မဟုတ်ရင်တောင်မှမိဆွေရဲ့အခက်ခဲမိဆွေဒုက္ခကြက်တဲမှုစိတ်ထဲမှာအလုံးလေးတစ်ခုခုမကြတိတိုင်အောင်ပေါ်ပါမှုတစ်ခုခုတော့ရရှိလိမ့်မယ်ကျွန်တော်ပြောချင်ပါတယ် ဆိုတော့ယောသလီကလွင်ထဲကနေသူယောသူအကူယူတာကကဲထုတ်ပြီးတော့ငါတို့ငီပဲကွာငါတို့ဒီတိုင်းလွင်ထဲမှာသူ့အနေနဲ့သူငါတို့ရက်ဆက်စွာနဲ့တီခိုင်းတာထဲ့ဟိုမှာအီဂျစ်ကုန်တယ်ဒီကွာယောငါတို့ရောင်းလိုက်မကောင်းဘူးလားဆိုပြီးတော့အီဂျစ်ကုန်တယ်ဒီကိုရောင်းလိုက်တယ်အားလုံးပုံပြင်ကကျွန်တော်အားလုံးတည်တဲ့တိုင်ပဲရောင်းတဲ့ခါကျတော့ Egypt တိုင်းပြည်ရောက်တဲ့ခါကျတော့နောက်ဆုံးကျတော့ ယောသလေးကအကူဒီလက်ထဲကနေလွမြောပြီမဲ့သူအတွက်အားငယ်စရာသူအကူဒီနဲ့ငင်ရုံးကသူ့ချောင်းတဲ့နေရာတွေကိုကြော်သွားပြီးတော့ဖုံတထောင်းတောင်းနဲ့မြင်းလဲပေါ်ပါတဲသွားချင်းခါပြီးတော့တိုက်တတံပါမှာယောင်စားချင်းကိုခံလိုက်ရတဲ့ယောသလေးရဲ့ခံစားချက်ကိုခံစားကြည့်လိုက်ပါသူ့အဖေကိုသူဘယ်လောက်လွဲမလဲအဲ့ဒီချိန်ခါမှာ ယောသကဖျားတင်ဟူတန်တရားရှိမယ်ဆိုကြလို့စိစရာများရှိပါတယ်။ဟာဖျားတခင်ဆိုတာလေကွာ။တက်တက်အာပြီးတာပါကွာ။ဟိုအိမ်မက်ယူပါယုံပြီးမယ်ဆိုတော့ဒီမူးပုံစံနဲ့ကျွန်တော်ကိုဒီကဟိုကျွန်တော်ကဘယ်လိုလုပ်စစ်ခိုးမှာလဲကွာမဖြစ်နိုင်ပါကွာ။ငါ့အိမ်မက်ကလည်းဖြစ်လာဖြစ်လာနိုင်မှာမဟုတ်ဘူး။အိမ်မက်ဆိုတာအိမ်မက်တက်ကလည်းပြီးဆုံးလာတာမျိုးမဟုတ်ပါဘူး။ငါတော့ဒီတက်တက်ကတော့သွားပြီဗျာ။ အဲ့ဒါနဲ့မကဘူးသူအီဂျစ်တက်ပြီးရောက်တဲ့ခါကျတော့ဟူတောင်တဲ့တိရောက်သွားတဲ့ခါအားလုံးတိတတဲ့တောင်တဲ့တိရောက်သွားတယ်။တောင်ထဲမှာတလနလမုံနိနဲ့ချီနေတာခင်ဗျာ။နိနဲ့ချီနေတာတောင်တောင်ထဲမှာလည်းသူ့ပြသူ့နဲ့ပတ်သက်လို့ဒီစီမှာသူကောင်းတာတော့လုပ်ပါတယ်စိတ်ထားတော့ကောင်းရှာပါတယ်။ဒါပေမဲ့သူစိတ်ထားဘယ်တော့ပဲကောင်းကောင်းသူစိတ်ထားကောင်းတဲ့သူကသူ့ကိုအီဂျစ်အီဂျစ်ဖြစ်တာကသူ့ကိုတတိမရဘူး။ဒါပေမဲ့ ဖျားတခင်ကခုနကျွန်တော်ဖတ်သွားတယ်နော်။အနီကောခန်းချင်းနဲ့အငယ်ကူးသေးမှာကျန်းစာလာဒီနဲ့အငီးဖျားတခင်ကိုချစ်တော်သူတို့အဖို့အလို့ငါဖျားတခင်ပြင်ဆင်တော်မူတော့အရာတို့ကိုလူမျက်စိဖြစ်မမြင်နားဖြစ်မကြစိတ်နှလုံးဖြစ်မကြံစီကျွန်တော်တို့ဘယ်လိုလို့ဖျားတခင်စီဖျားတခင်ကဒီအခက်ခဲကနေလွတ်မြောက်စေနိုင်မလဲဆိုတာကိုကျွန်တော်တို့နေလိုင်းကိုမတီးဘူးဗျာကျွန်တော်နေလားလည်းမတီးဘူးဗျာကျွန်တော်ခွန်အားနဲ့လည်းမဖြစ်နိုင်ဘူးဗျာကျွန်တော်တီးစရာလည်းမလိုဘူးဗျာဖျားအပိုင်ဖြစ်ပါတယ်ဒါပေမဲ့ဖျား အပိုင်ကသူ့အဖယားကသူ့အပိုင်ကိုတာဝန်ကြီးစွာနဲ့လုံမတိချပါတယ်အဲ့တော့ကြောင့်ယောသကဖယားတင်ကုန်တန်တေးကရှိမယ်ဆိုတော့အများရှိစရာကြောင်းရှိတည်ပါတယ်ဒါမဲ့ယောသကတော့ဖယားတင်ကုန်တော့မှတစ္ဆာမဖောက်ဘဲနဲ့ဖယားတခင်ပေါ်မှာမေရန်တစ္ဆာရှိတာဖယားတင်ကုန်ကြီးစုတင်နေတင်တာဖယားတခင်ကိုသူကဘတော်မှမစွန့်ပစ်ဘူးမိတ်ဆွေအခက်ခဲကြုံရလို့လို့ခက်ခဲလို့လို့ လွတ်မြောက်မှာလွတ်မြောက်ချောင်းကိုဆက်ကြံပြီးတော့မဟုတ်မဟာဒီမကြံစီမိပါစေနဲ့လို့ကျွန်တော်အာတောင်းပန်ချင်ပါတယ်တချို့လူတွေကအရာခက်ခဲလို့နေကထွက်ပေါက်တခုကိုဆ ਿਆ လိုက်တယ်ထွက်ပေါက်တခုကိုဆ ਿਆ လိုက်တဲ့အခါကျကိုထွက်ပေါက်ဆ ਿਆ လိုက်တဲ့အရာကမမာနဲ့ခါကျတော့ကုကူဝန်ထုတ်ဝန်ပူးမပြီးဝန်ပေါ့ချင်းမပြီးပဲနဲ့ပူပြော့ဝန်လေးသွားတယ်ဥမာဗျာတောက်တော့အရက်တောက်တာတို့တတင်ကလေးမိုးနေတဲ့ချိန်ခါမော့ဟာဘာမှတတိမရတယ်လို့ပါလို့ဖြစ်လိမ့်မယ် ဝင်ပေါ့တယ်လို့ဖြစ်လာတပြီမဲ့အဲ့ဒီဟာဒီကိုပြေးသွားတဲ့ခါကျရင်ကိုနဆာလောက်ကိုရဲ့ဝင်ထုတ်ဝင်ပူတယ်ပူလေးတယ်လို့ဟိုဖြစ်သွားကိုကဲကဲတွေကနဆာလောက်ပူကြီးမှတယ်လို့ပူပြီးတော့ကြက်တဲလာနိုင်တဲ့တကြောင်အဲ့လိုမျိုးနီလာနဲ့ဒီလောကအရာနေတယ်ထွက်ပေါက်မရှာပဲနဲ့နှုတ်ကပတ်တော်နဲ့ထွက်ပေါက်ရှာပါ ဖရာသခင်ကိုချီးမွမ်းပါဖရာသခင်ကိုကြည်စုတင်ပါဘာပဲဖြစ်ဖြစ် ဖရာသခင်ကသစ္စာမပြတ်ဘူးဗျာဆိုပြီးတော့ဟို ယောသရဲ့အဖေလေးတစ်ချက်လေးကျွန်တော်ပြန်သွားခြင်းနော်ယောသရဲ့အဖေယာကုတ်တကယ်တော့ယာကုတ်ကဟိုတကယ်ဟိုမမယူးမသားနဲ့သူ့အဖေရှိကနေကောင်းချီကိုရတာအမှန်တိုက်ပြောရင်ဆိုမယူးမသားနဲ့ကောင်းချီကိုခံစားတာဒါပေမဲ့သူ့အဖေကကောင်းချီပြီးတဲ့အခါကျတော့ဖခင်တကယ်သူ့အဖေပြောတဲ့အတိုင်းပဲသူ့ပုံမှာကောင်းချီတော့ပြီးပါရဲ့ဒါပေမဲ့ချက်ချင်းမရဘူးနော်ချက်ချင်းမရဘူးဆယ်စုနှစ်မကားဘူးတစ်စုနှစ်မကားဘူးသူ့က ဟိုသူ့ရဲ့အဖေကောင်းချင်မခံစားဘူးသူကအိုလီအာဘာလမ်ကတူကမြူးမြူးလင်လေလေဖြားတာခဲခဲမြူးစုံကြုံနေရတာအဲ့ဒါနဲ့နောက်ဆုံးကျတော့သူဘယ်နေရာမှာကောင်းချင်ခံစားလဲဆိုတော့ကောင်းကင်တမန်နဲ့နှစ်ပါးလုံးတဲ့ချိန်မှာအာကောင်းကင်တမန်ပဲဖျားတခင်ပဲငါမှာအားနဲ့ချက်တော့ရှိတယ်ငါမှာတော့အပြည့်အများကြီးရှိပါတယ်ဒါပေမဲ့ဒါပေမဲ့ ကူတော့ကူတော့ကောင်းကြီးမပေးမချင်းကျွန်တော်မလွတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကူတော့ကလွယ်ပြီးအကျွန်ုပ်ကဘသူကကောင်းကြီးပေးမှာလဲခရစ်တော်ချင်းကတော့ကလည်းခရစ်တော်ကတရားဟောတော့ခရစ်တော်ဖျားရှင်ကတရားဟောတိုင်းလဲလူတဲ့နားထောင်ကောင်းတယ်လို့မထင်နဲ့ တဲ့နေရာမှာတရားဟောတဲ့ခါကျတော့ခရစ်တော်တရားဟောတွေကတရားဟောချက်တွေကလည်းတိတ်မချက်လို့တယောက်ပြီးတယောက်ထွက်ထွက်ပြီးထွက်ပြီးထွက်ပြီးသွားရတယ်လူတွေကကုန်ခါနေဖြစ်တဲ့ခါဆိုသူတပည့်တော်တွေပဲကြံတဲ့ခါကျတော့သူတပည့်တော်ဆိုရင်ခရစ်တော်ဖရားကပါပြောလဲဆိုတော့မင်းတို့လည်းငါရှင်းနေထွက်သွားချင်းလားတဲ့အဲ့မှာဘီသူတို့ဖြေတာကျွန်တော်အရန်သဘောကျတယ်ဘီသူကပါပြောလဲဆိုတော့ကူတော်တဲ့ကူတော်ကူတော်စီကနေကျွန်တော်အဘယ်သူရှိမှသွားမှာလဲကူတော်ရှိမှကျွန်တော်တို့အားမရဘူးထားလိုက်ဗျာ ဒါမဲ့ဒီကုရုစီကနေအချားညာဘယ်အားရဆရာရှိမှာလဲကုရုစီကနေလွဲပြစ်ကျွန်တော်ဘသူစီမှာကောင်းချီခံစားဖို့ကျွန်တော်တွားမှာလဲတွားရမှာရှိဘူးလေဆိုတဲ့ယုံကြည်ခြင်းမျိုးကျွန်တော်မိတ်ဆွေကလည်းပေးစေခြင်းတယ်ယာကုကလည်းကုတော့ကောင်းချီမပြီးမချင်းကျွန်တော်မလွတ်ဘူးကောင်းချီမပြီးမချင်းမလွတ်ဘူးအဲ့လိုမျိုးနှလုံးသားကိုဖျားသခင်ကလူချင်းတာဖြစ်ပါတယ်အခုချိန်မှာမိတ်ဆွေကငါနဲ့ငါကတော့ဟို ဖျားကြောင်းတက်ဖို့ရလဲဟောမထိုက်တန်ပါဘူးထင်တယ်ဆိုပြီးတော့တခါတလီစာရမနာရဲ့အာဖျားကြောင်းသွေးဆောင်ချင်းကိုအာနဲ့ချစ်ကိုပေါ်ပြပြီးမင်းဖျားကြောင်းနဲ့မထိုက်တန်ဘူးဖျားမင်းဆုတောင်းပွဲလေးမင်းမထိုက်တန်ဘူးမင်းဖျားကောင်းချစ်ခံစားမယ်မင်းမထိုက်တန်တော့ပါဘူးကွာမင်းတည်သက်သက်တော့မင်းอืมမျောလင်းစရာမရှိတော့မင်းသွားပြီလို့စာဒါမနာကတော့အဲ့ဒီယုံကြည်ခြင်းရှိဖို့ရတော့ကျွန်တော်တို့ကအမေနာသွေးဆောင်တာဖြစ်ပါတယ်အဲ့ဒီအချိန်ခါမှာကျွန်တော်ကုတော်ကလွဲရင် ကိုတော်ပဲကျွန်တော်ရှိခိုးမှာကျွန်အားနေချက်တော့ရှိတယ်ကျွန်တော်မှာအားနေချက်ရှိတယ်တမန်တယ်ဒါပေမဲ့ဒီအားနေချက်ကိုနားလည်ပြီးဖို့ရဒီအားနေချက်ကနေကျွန်တော်ကောင်းချီးပြီးဖို့ရဒီအားနေချက်ကိုခွင့်လွှတ်ပြီးဖို့ကိုတော်ပဲရှိတာကျွန်တော်ဘယ်နေရာသွားမှာလဲကိုတော်ဖျားစီမှာပဲကျွန်တော်နေမဲဆိုပြီးတော့မရမကဖျားတဲ့ဟင်ကိုဆူတောင်းပြီးတော့ဖက်တွယ်မယ်ဆိုခဲ့လို့ရှိရဲ့မေဆွေး ဒီနေ့ဘဝတက်တာမှာတခုခုထူးခြားပြောင်းလဲမှုတခုရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီနေ့ဖရာသခင်ကြီးစိုးတော်ကြောင့်ဖြစ်ပါတယ်။တိုက်ဆိုင်လို့မွေလအတအလူလူနဲ့2025ဇွန်လ24ရက်နေ့မိတ်ဆွေကြုံလာတာမဟုတ်ပါဘူးခင်ဗျာ။ဒီရစ်တရင်စကားကိုကြားဖို့ရမိတ်ဆွေကိုဖရာသခင်ကတက်တက်ခေါ်တာဖြစ်ပါတယ်။ဒီတရားဟောချက်ကိုနားထောင်ချမ်းပြမိတ်ဆွေရဲ့ဖုန်းပြီးတချို့ ကုန်ကောင်းကုန်နေတချို့ဒါမဲ့ဒီငွေချက်ပြဿနာမရှိဘူးမိတ်ဆွေဒီနေ့ကျွန်တော်အားပေးခြင်းပါတယ်လို့ပြင်ချင်တယ်ဒီနေ့အားပေးခြင်းပါတယ်ဖရာသခင်ဒီကျွန်တော်တို့ကိုအမတန်ချစ်တော်ဖရာရှင်ဖြစ်တော်ကြောင်းသူ့စီလာတော်သူကိုနော်ရှင်မတဲ့ခရင်ခန်ချစ်စတဲ့အငယ်28တဲမှာဝလေးရွေပင်ပန်းတော့သူ့အပေါင်းတို့ဒီငှထန်တို့လာပါတဲ့ ငါဒီတင်နုကူချန်တာခွင့်ပြီးမယ်တင်နုထားနေတဲ့ဝင်ထုတ်ဒီကူကပေါ့အောင်လို့မယ်ငါတဘူကပေါ့တယ်မင်းတို့လေးနေတဲ့တဘူကငါထားမယ်ငါတဘူမင်းတို့ကိုထမ်းခိုင်းမယ်ကိုပျော်စွင်စွာနဲ့မင်းတို့ထမ်းခိုင်းမယ်ဆိုလေဖရာတခင်ခေါ်ဖိတ်တာဖရာတင်ဂတိတော်ကိုလက်ခံရရှိဖို့ရန် အပြစ်သားတယောက်ကအရင်ဆုံးနောင်တရမှာအရင်ဆုံးတန့်စင်မှာအရင်ဆုံးနှစ်ချင်းခါမှာအရင်ဆုံးခွန်းနှစ်ချင်းခါမှာအဲ့ဒီကြီးစုတော်ကိုခံစားရမယ်လို့ကျမ်းစာကမတွင်တင်ဘူးခင်ဗျအဲ့ဒီခံစားကိုအဲ့ဒီကောင်းချီကိုခံစားဖို့ရန်ဟုတ်ကဲ့ဆိုဖရာတခင်ရှိမှာအရှိအတိုင်းဖရာသူကိုးစားတဲ့သူတိုင်းကရမယ်ကောင်းချီမှာဖြစ်ပါတယ်အဲ့လောက်ထိကောင်းတဲ့ဖရာရှင်အဲ့လောက်ထိကောင်းမြတ်တဲ့ဖရာရှင် ျွန်တော်လူဆိုတာကဒီကောင်ကွာခုပါပဲဖြစ်ဖို့တော့ငါဒီလူဖြစ်ခဲ့ဘူးတာဟိုကောင်ကဒီဒီဒီလူမျိုးလို့ခဲ့ဘူးတာအတက်ရဟာဒီနဲ့ကျွန်တော်တို့ပြန်ပြန်ပြုတ်လို့ကိုကျွန်တော်တန်ဘူးဖြတ်တတ်တယ်ဒါမဲ့ဖရားသခင်ကတော့ကျွန်တော်အတိတ်မှာပါဖြစ်ခဲ့လဲဆိုတဲ့ပုံမှာကျွန်တော်ဘယ်တော့မှတန်ဖို့မဖြစ်ဘူးဖရားသခင်ကကျွန်တော်လက်ရှိအခြေအနေပေါ်မှာဖရားသခင်ကကျွန်တော်ကိုတန်ဖို့ဖြစ်ပြီးတော့ လက်ရှိအခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကိုလက်ခံပြီးတော့တခါမှအပြစ်မလို့ဘူးတော့သူကဲတော့ကျွန်တော်ကိုလက်ခံနိုင်တာကဒီဖျားရှင်ပဲရှိတာဖြစ်ပါတယ်လို့အဲ့ဒီဖျားရှင်ကိုတန်တရားမရှိပါနဲ့လို့အဲ့ဒီဖျားရှင်ကိုစိတ်ဓာတ်မကြပါနဲ့လို့ဒီနေ့ဥပုံကြီးမရောက်နိုင်လဲဖျားကြောင့်မရောက်နိုင်လဲနောက်တပတ်ချင်ရောက်မှာရောက်အောင်ကြိုးစားပါဒီတခါဆယ်ဖို့တဖို့မထည့်နဲ့နောက်တခါချက်ထည့်နိုင်ကြိုးစားလိုက်ပါဒီဒါတာစုမတောင်းနဲ့နောက်တခါချက်စုတောင်းလိုက်ပါ ဖယားသခင်ကတင့်ကိုကောင်းချီးပေးမှာဖြစ်ပါတယ်။ဆင်ညာကိုအခန်းကြီးလေးအငယ်စစ်ထဲမှာကျွန်တို့ဖယားသခင်ဖက်မှာခြီလန်းတလန်းလိုက်ဖယားသခင်ကျွန်တို့ကိုခြီလန်းနဲ့နလန်းနဲ့ကျွန်တို့ကိုကျူဆော်တာတဲ့။ကျွန်တို့ကိုကျူဆော်တာဖယားသခင်အဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ဤကုန်းချုပ်လိုက်ပါမယ်။ယောသလေးရဲ့အတ္တတာကိုကြည့်တဲ့အခါကျရင်ငငယ်တုန်းကအိမ်မက်ယူပါယုံနဲ့လက်ရှိဖြစ်ပျက်တဲ့အခြေအနေကဘယ်လောက်ပဲကွာခြားကွာခြား စိတ်ပြည့်စရာဘယ်လောက်ပဲကောင်းကောင်းဖရာသခင်ကိုသူဖက်တွေ့တဲ့ခါကျတော့နောက်ဆုံးမှာအီဂျစ်တိုက်ပီတစ်ခုလုံးရဲ့ဘန်တာအားလုံးကိုထိန်းချုပ်တဲ့သူသူရဲ့ဆွေမျိုးအားလုံးမကဘဲနဲ့အီဂျစ်တိုက်ပီတစ်ခုလုံးရဲ့ဇာဝတ်နေကြီးအားလုံးကိုဖြည့်ဆင်းပေးနိုင်တဲ့သူအဖြစ်ဖရာသခင်သူ့ကိုချီးမြှောက်တာဖြစ်ပါတယ်ဖရာသခင်ပေါ်မှာတစ္ဆာရှိတော်သူတွေကို ဖျားသခင်ဤကဲ့သို့ကောင်းချီးပေးနိုင်တယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ယောသကအဲ့လိုမျိုးဖျားသခင်ကောင်းချီးခံစားဖို့ရန်ပုံမှန်လမ်းကြောင်းနဲ့တွားမယ်ဆိုကြလို့ရှိရင်တော့အရင်ဆုံးအီဂျစ်နိုင်ငံတားခံယူမှဖြစ်မယ်နမနစ်အနေနဲ့အီဂျစ်ဖာရောဘုရင်ရဲ့ပညာတွေကိုကုန်လုံးတတ်မှဖြစ်မှာ နမတုံအေးစီနန်းတော်ဝင်တယောက်ဖြစ်မှာပဲဖြစ်မှာဒါမဲ့အဲ့ဒီအရာတွေကိုကြော်ရောဖို့အရင်ဖျားတဲ့ကယောတာလေးကိုဖျက်လာနေတဲ့ခေါ်သွားတဲ့ခါကျတော့လန်းတော်ကျန်းတာဟောလန်းတော်ကျန်းတယ်မလက်မခံနိုင်တော့အောင်စိတ်အញ្ញံပြတ်ချူကူကူကူတက်တီချင်းလောက်အောင်စိတ်ပြတ်သူ့အနီကမောနမအရင်ခောက်ခောက်ဒီကသူ့ကိုတစ္ဆာဖောက်တာသူ့အဖေကငါသားတီသွားပြီဆိုပြီးတော့လက်လွတ်လိုက်ရတာ အဲ့လောက်ထိသူ့မှာခံစားပြီမဲလို့ယောသကဖယားသခင်ပေါ်မှာတစ္ဆာရှိပြီးတော့ဖယားသခင်ရဲ့လမ်းကြောင်းကိုစိတ်ဓာတ်မကြဘဲနဲ့သွားနေတာဒါဖယားသခင်သူ့ကိုဖြစ်လာနေနဲ့ခေါ်တဲ့ခါကြတော့သူရဲ့အသက်မကြီးခင်မှာအသက်ကျန်စာကျန်တပုတ်ကူတွေပြောတာတော့အသက်30 40ပတ်ဝန်းကျင်မှာသူကဖာရောနန်းတော်မှာလူကြီးဖြစ်တယ်ဆိုတော့ ဆိုတော့ဖယားသခင်ကတင့်ကိုဖျက်လာနေတဲ့ခေါ်နေတဲ့ချိန်ခါမှာမိတ်ဆွေရဲ့ရှောင်နေတဲ့လမ်းကဂျန်တန်စွာခက်ခဲစွာစိတ်ဓာတ်ကြဆရာပူပင်တော့ကဆဆအယားယာဆုံးပြီးချင်းလောက်အောင်နောက်ဆုံးပေါ့ဗျာကုကုကုတတ်တည်ချင်းလောက်စိတ်ညစ်စရာကြုံခဲ့လို့ရှိရင်ယောဂကိုကောင်းချီးသေးပြီးတဲ့ဖယားတကယ်နဲ့ဒီကနေ့မိတ်ဆွေနဲ့ကျွန်တော်ကူးကွယ်တဲ့ဖယားတကယ်အတူတူပဲဖြစ်ပါတယ် 九大哥，刚子比亲，咱们真罗哥的刚子比亲那边，梅水也开开，西瓜呢？皮亚生的，阿面松，龙肉捆，枇杷是老真罗，地里，阿比亲巴的梅水果，皮亚生的地里，我包你，你不得了，表水，认得强大成果，恰枇杷是老真罗，送到我们大部大爷那，真罗，你讲出来吧？没，记住点吧？没。 Música